ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ပြည်ထောင်စုတမရမြန်မာနိုင်ငံတော်မြို့သားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူနေဖုံးလက်ပါပုံမှန်ပြုလုပ်နေကြဖြစ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းစီစဉ်ကိုပြုလုပ်တင်ဆက်သွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီနေ့မှာဂုံယူစွာနဲ့ပြည်သူလူထုကိုသတင်းစကားပေးလို့တာတခုရှိပါတယ်ဒါကတော့နေဦးဖွံ့ဖြိုးရေးဘဏ် Spring Development Bank SDB ရဲ့အစုရှယ်ယာတွေကိုလွန်ခဲ့တဲ့နှစ်နှစ်တာကာလအတွင်း ဘုံနာကတ်ကိုယုံကြည်မှုအပြည့်နဲ့တခဲနဲ့ဝမ်းရံရင်းနှီးမြှုပ်နှံခဲ့ရသူတွေအားလုံးအတွက်뇌ဦးအသီးအပွင့်ဖြစ်ပုံပေါ်လာခဲ့တဲ့ကိစ္စဖြစ်ပါတယ်။အခုဆိုရင်뇌ဦးဖွံ့ဖြိုးရေးဘဏ်ကနေအကျိုးရောင်းချခဲ့တဲ့ STB token တွေဟာကမ္ဘာကျော် exchange တစ်ခုဖြစ်တဲ့ MEHC ပေါ်မှာတရားဝင်အသိအမှတ်ပြုခံရတဲ့စာရင်းဝင်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ဒါဟာနိုင်ငံတကာမျက်နှာစာမှာပြည်သူအင်အားကိုအတိမတ်ပြုတ်လိုက်တယ်ဆိုတဲ့အချက်ပေးခေါင်းလောင်းတာလည်းဖြစ်ပါတယ် နိုဗ ెంబ ာလ14ရက်နေ့မှာဒီချိတ်ဆက်ထားတဲ့ exchange platform မှာတရားဝင်စပြီးလွတ်လပ်စွာ ရောင်းဝယ်နိုင်ပြီဖြစ်တယ်လို့ exchange အကောင့်မရှိဘူးဆိုရင်လည်းစိတ်မပူဘဲနှွေဥပံကတရားဝင် ဖွင့်လှစ်ထားတဲ့ online STB counter ရဲ့ Facebook စာမျက်နှာဖြစ်တဲ့ www.facebook.com/stbcounter ကနေဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ STB token တွေကဘာကျော် exchange ဈေးကွက်မှာအခုလိုစည်ရင်းဝင်ဖြစ်လာတဲ့အခင်းချင်းဟာ STB ရဲ့စာမျက်နှာတည်းဖြစ်တယ်လို့ တော်လန့်ပြည်သူတွေဂုဏ်ယူရမယ်မြို့သားညီညွတ်ရေးအစိုးရနဲ့အတူကဘာနှံ့စူးစီးမှုအားနဲ့ပြည်သူ့ဗန္ဒာရေးအောင်ပွဲအရွေးတစ်ခုလည်းဖြစ်ပါတယ်ကိုယ်နိုင်ငံကိုယ်မိသားစုအနာဂတ်အတွက် SDB နဲ့အတူ exchange listing မှတဆင့်အသီးပွင့်တွေကိုလက်တွေ့ခံစားရရှိနိုင်တော့မှဖြစ်ကြောင်းဂုဏ်ယူစွာနဲ့သတင်းစကားပါလိုပါတယ်2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့မှာသခိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကယူနစ်လွှတ်တော်အကြီးအကဲနဲ့သခိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာအစိုးရအဖွဲ့အကြီးအကဲဝန်ကြီးချုပ်တို့ကို အတီးပြုတာဝန်ပေးအပ်နိုင်ခဲ့ခြင်းကိုမြို့သားညိုရဲအစိုးရအနေနဲ့ဝမ်းမြောက်ဂုဏ်ယူကြောင်းပြောကြားလိုပါတယ်။ပြည်တော်စုအစိုးရဖြစ်တဲ့မြို့သားညိုရဲအစိုးရအနေနဲ့သခိုင်းဖယ်ရယ်ယူနစ်လွှတ်တော်နဲ့သခိုင်းဖယ်ရယ်ယူနစ်အစိုးရအဖွဲ့တို့နဲ့အတူတကွပူးပေါင်းညှိနှိုင်းပေါင်းဆက်ဆောင်ရွက်ပြီးတော့ရှေ့ဆက်မဲ့ဒေါ်လာရင်းခရီးအတွက်ပုံမကြီးမားတဲ့အင်အားတစ်ခုဖြစ်အောင်ဆောင်ရွက်သွားဖို့ကတိပြုကြောင်းပြောကြားပါတယ်။ဆက်လက်ပြီးအကြံပေးဆေးအုပ်စုဟာနိုင်ငံအနှံ့မှာဆေးရဆွေးမှုတွေ၄ချောင်းတိုက်ခိုက်မှုတွေကိုကျူးလွန်နေတဲ့အပြင် တရားမဝင်တွေ့အောင်ရွေးကောက်ပွဲကိုတောက်ရှက်ခြင်းတားဆီးခြင်းနဲ့ဖျက်ဆီးခြင်းတို့မှကာကွယ်စောင့်ရှောက်တဲ့ဥပဒေဆိုတဲ့ခေါင်းစဉ်နဲ့မတရားဥပဒေတစ်ခုကိုထုတ်ပြန်ပြီးတော့တရားမဲ့ဖမ်းဆီးမှုတွေပြုလုပ်ပြီးပြည်သူလူထုရဲ့လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကိုအကြီးအကျယ်ထိပါတောက်ရှက်မှုတွေကျူးလွန်လာတာတွေ့ရပါတယ်။ဒီမတရားဥပဒေမှာစစ်တပ်ကကျင်းပမဲ့အတူရောက်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုတောက်ရှက်တယ်လို့ယူဆရတဲ့စကားပြောဆိုမှုတွေနဲ့ ။ online ပေါ်ကပေါ်ပြမှုတွေအပါအဝင်လှုပ်ဆောင်မှုမျိုးစုံကိုရာဇဝတ်မှုအဖြစ်သတ်မှတ်ထားပြီးတော့ထောင်ဒဏ်၃နှစ်ကနေတေဒဏ်အထိပြစ်ဒဏ်တွေချမှတ်နိုင်တာဖြစ်ပါတယ်။ဒီမတရားဥပဒေကိုစတင်ပြဋ္ဌာန်းခဲ့တဲ့ဇူလိုင်လကစလို့အောက်တိုဘာလ29ရက်နေ့အထိအမှုပေါင်း40မှုအတွက်အမျိုးသား83ဦးနဲ့အမျိုးသမီး9ဦးစုစုပေါင်း88ဦးကိုအရေးယူထားတယ်လို့လည်းစေအောင်စုရဲ့ဝါရဖြန့်ချီရေးစာမျက်နှာတွေမှာကြော်ညာနေတာတွေ့ရပါတယ်။ ယနေ့အချိန်အထိရရှိထားတဲ့သတင်းတွေအရအသက်မပြည့်သေးသူတွေအမှုပညာရှင်တွေအပါအဝင်ပြည်သူတရားနှီးပါးကိုအဲ့ဒီမတရားဥပဒေနဲ့ဖမ်းဆီးမှုဖွင့်ထားတယ်လို့သိရပါတယ်။2025ခုနှစ်အောက်တိုဘာလ29ရက်နေ့ကနေ29ရက်နေ့အတွင်းမှာထင်ရှားတဲ့အမှုပညာရှင်အနည်းဆုံး5ဦးကိုသူတို့ရဲ့လူမှုကွန်ရက်ဆာမျက်နှာပေါ်မှာအတွေ့အခေါ်ဆိုင်ရာစာသားချို့တင်တာတော်လန်အမှုပညာရှင်ချို့ရဲ့ post တွေမှာ left react ပေးတာတွေစတဲ့လှုပ်ဆောင်မှုတွေကြောင့်စေအောင်စုဟာဖမ်းဆီးခဲ့ပါတယ်။ ။တစ်ဖက်မှာလည်းဆေးဥစုဟာ၎င်းတို့ရဲ့စုံမထင်းချုံနယ်မြေတွေမှာရှိတဲ့နမေကျော်အမှုပညာရှင်များစွာကိုအတူရောက်ရွေးကောက်ပွဲထောက်ခံရေးဝါဒဖြန့်လှုပ်ရှားမှုတွေမှာပါဝင်မှုဥပဒေမဲ့အတင်းအကျပ်ဖိအားပေးချင်းချောက်နေတာကိုတွေ့ရပါတယ်။ဒီအချက်လက်တွေကိုကြည့်ခြင်းအပြင်အကြံဖတ်ဆေးဥစုဟာအတူရောက်ရွေးကောက်ပွဲကိုအကြောင်းပြုပြီးပြည်သူလူထုရဲ့လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အင်တာနက်လွတ်လပ်ခွင့်နဲ့လူခွင့်ရေးပေါင်းများစွာကိုအကြီးအကျယ်ချိုးဖောက်လျက်ရှိကြောင်းထင်ရှားတာကြောင့်နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အောက်ပါတို့ကိုဆောင်ရွက်ရန်အရေးကြီးလိုအပ်ကြောင်းတိုက်တွန်းလိုပါတယ်။တအကြံဖတ်ဆေးအုပ်စုစနစ်တကျကျူးလွန်နေတဲ့ဆေးရာဆွေးမှုလူခွင့်ရေးချိုးဖောက်မှုတွေကိုတေချာစွာစောင့်ကြည့်လေ့လာပြီးအရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်ရန်ကြိုးပမ်းခြင်း။နှစ်ခုလိုတရားလက်လွတ်ဖမ်းဆီးမှုတွေကိုပြင်းထန်စွာရှုတ်ချပြီးဖမ်းဆီးခံထားရတဲ့သူတွေအများဆုံးလွတ်မြောက်ရေးအတွက်ဆေးအုပ်စုကိုဖိအားပေးခြင်း။၃ ဆေးအုပ်စုရဲ့လူခွင့်ရေးချိုးဖောက်မှုများနဲ့ပတ်သက်ပြီးနှုတ်ဆက်မနေပဲအတန်တိတ်နေရတဲ့မြန်မာပြည်သူများကိုစားဖွင့်ဟပြောဆိုခြင်း၄မြန်မာနိုင်ငံမှာဆရာနာရှင်စနစ်တည်မြဲရေးနဲ့ဆရာဆွဲကောင်တွေပြည်ထောင်ကင်းလွတ်ခွင့်ရရှိရေးတို့အတွက်ရည်ရွယ်ပြီးပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲနဲ့၎င်းကတစ်ဆင့်ပေါ်ထွက်လာမဲ့အမေရိကန်ရုပ်သေးဆိုးရွားကိုအတိမတ်မပြုကြောင်းထုတ်ပြန်ကြေညာခြင်းလို့ဖြစ်ပါတယ်။ပြည်သူလူထုကိုအတူရောင်ရွေးကောက်ပွဲမှာမဲထွက်ပေးဖို့ကြိုတင်မဲပေးဖို့တနည်းနည်းနဲ့ချင်းချောက်အကြက်ကင်မှုတွေ ပြုလုပ်တဲ့ဖြစ်စဉ်တွေရှိခဲ့ရင်ပြည်သူတွေအနေနဲ့တိုင်ကြားနိုင်ကြောင်းကိုမြို့သားညီညွတ်ရေးအစိုးရပြည်ထောင်စုနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပြီးဖြစ်ပါတယ်။မြို့သားညီညွတ်ရေးအစိုးရစိုးမိုးထိန်းချုပ်နယ်မြေဖြစ်တဲ့စလဲမြို့နယ်မှာအကြမ်းဖက်ဆဲအုပ်စုရဲ့တူရောင်ရွေးကောက်ပွဲအတွက်ဥဆောင်ဥရွက်ပြုတဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အမိခံအကြမ်းဖက်အဖွဲ့အဖွဲ့ဝင်ဦးသက်ဝေကိုပြည်သူတွေရဲ့တည်င်းပေးပို့မှုအရဖမ်းဆီးထိန်းသိမ်းခဲ့ပြီးတော့အကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေနဲ့ အရေးယူအပြစ်ပေးနိုင်ဖို့ဆလင်းညွန့်တဲ့တရားရေးအဖွဲ့အစည်းကတရားရေးလုံထုံးလုံနည်းတွေနဲ့အညီစီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ထပ်မံဖမ်းဆီးရမိမှုတွေရှိလာခဲ့မယ်ဆိုရင်လည်းအခုလိုပဲဥပဒေနဲ့အညီဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်တပ်လက်အောက်ခံနေကြားဆောင်တပ်တွေဟာရာဇဝတ်လုပ်ငန်းတွေကိုအာဏာသိမ်းစစ်တပ်ရဲ့အကာအကွယ်နဲ့ပြန်လည်လုတ်ကင်ခဲ့တဲ့အတွက်လက်ရှိအကြက်တဲတွေရဲ့အဓိကတရားခံဟာအကြမ်းဖက်စစ်တပ်သာဖြစ်ကြောင်းပြောကြားလိုပါတယ်။ နိုင်ငံတကာကစိုက်ဘာလိမ်လည်မှုတွေကိုနှိမ်နှင်းမှုစ조사လာတာကြောင့်အကြမ်းဖက်စစ်တပ်ဟာ KK ပတ်လူငွေကြေးလိမ်လည်မှုစင်တာကိုအယောင်ပြဖြိုခွင်းတပ်တွေကန်ဖျောက်ဖျက်ပြပြီးကရင်ပြည်နယ်ရဲ့အခြားသောနေရာနှစ်နေရာကိုပြောင်းရွှေ့ပြီးငွေကြေးလိမ်လည်မှုစင်တာတွေကိုပြန်လည်လည်ပတ်နိုင်ဖို့အစီအစဉ်နေတာကိုကျွန်တော်တို့မျိုးသားညိုရေးအစိုးရအနေနဲ့အထူးသတိထားစောင့်ကြည့်လျက်ရှိပါတယ်။ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကမြန်မာပြည်တွင်းနဲ့ပြည်ပမှာရှိကြတဲ့လိမ်လည်ကိုင်းကောင်းဆောင်တွေကိုဖန်စီတရားဆွဲဆိုဖို့လှုံ့ဆော်တာ အမေရိကန်နိုင်ငံက United States Scam Center Strike Force ဖွဲ့စည်းပြီးတော့ cyber လိမ်လည်မှုလုပ်ငန်းတွေကိုနှိမ်နှင်းမှုဆောင်ရွက်တာရာဇဝတ်အဖွဲ့အစည်းတွေကိုစီးပွားရေးဆိုင်ရာပိတ်ဆို့အရေးယူတာပိုင်ဆိုင်မှုတွေကိုတင်းစီမှုတို့အတွက်ဗန္ဒာရေးဌာနကကြေညာခဲ့တာစတဲ့လုံဆောင်မှုတွေပါဝင်အိန္ဒိယနိုင်ငံတွေဒေတာရင်းနိုင်ငံတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံးရဲ့အကျိုးပန်းလုံဆောင်မှုတွေကိုကျေးဇူးတင်အတိအမှတ်ပြုပါတယ်ဒီလုံဆောင်မှုတွေအပေါ်လူသားညွတ်ရေးဆိုရနေသက်ဖြတ်ကျော်မှုကင်းတိုက်ဖြတ်ရေးလုပ်ငန်းအဖွဲ့အနေနဲ့ တိုင်းသားဖွဲ့စည်းတွေနဲ့ပူးပေါင်းပြီးချိတ်ဆက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိကြောင်းနဲ့နိုင်ငံတကာရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုအထောက်အကူပေးသွားမှာဖြစ်ကြောင်းအထူးအလေးပေးပြောကြားလိုပါတယ်။စိုက်ဘာလိမ်လည်မှု လုပ်ငန်းပြဿနာတွေကိုကင်တွယ်ဖြေရှင်းဖို့အတွက်ကျွန်တော်တို့အစိုးရလက်အောက်မှာရှိတဲ့ရဲတပ်ဖွဲ့နဲ့တိုင်းသားတော်လှန်ရေးဖွဲ့တွေလက်အောက်မှာရှိကြတဲ့ရဲတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်မြင့်တင်ပေးနိုင်မှုအတွက်နိုင်ငံတကာရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းဖိတ်ခေါ်လိုပါတယ်။မြန်မာနိုင်ငံမှာအလောက်ကန်ခွင်လန်းရှားပါလာမှုတွေကိုခွင့်ကောင်းယူပြီးစိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေက ငွေကြေးခွင့်လန်းများစွာနဲ့အလောက်ကန်အတုတွေခေါ်ယူနေမှုပေါ်သတိပြုကြဖို့ကျွန်တော်တို့ပြည်သူတွေအထူးသဖြင့်လူငယ်လူလက်ပိုင်းတွေကိုလည်းအထူးသတိပေးလိုပါတယ်။အမျိုးသားညွေဆွေးအနေနဲ့မြန်မာနိုင်ငံရဲ့ခေပြောင်းစနစ်ပြောင်းတော်လှန်ရေးမှာအသက်ကိုဗဒနာမထားဘဲရှေ့တန်းကနေတော်လှန်တိုက်ပွဲဝင်နေကြတဲ့ PDF တွေတိုင်းသာတော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ Local Defense Force LDF တွေအားလုံးကို အထူးပဲလေးစားတန်ဖိုးထားပြီး ၎င်းတို့ရဲ့လိုအပ်ချက်တွေအတွက်တက်ဆွမ်းသမျှဖြည့်ဆွမ်းနိုင်အောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ထိခိုက်ဒဏ်ရာရရဲဘော်တွေကိုကုသနိုင်မှုပြန်လည်ထူထောင်နိုင်မှုနဲ့၎င်းတို့ရဲ့ဘဝရှိရေးအတွက်စီမံပေးနိုင်မှုကိစ္စတွေကိုကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်စီရေးဌာနရဲ့လက်အောက်မှာစေဝန်ထမ်းဌာနကွယ်တခုထားရှိပြီးတော့ဆောင်ရွက်လျက်ရှိပါတယ်။ကုသရေးအနေနဲ့ပြည်တွင်းကစစ်စေးရုံ33ခုနဲ့စေကန်းတွေမှာကုသမှုဆောင်ရွက်ခြင်း လွတ်မြောက်နယ်မြေများနယ်စပ်ဒေသများကစေယုံများတို့လွှဲပြောင်းကူတာခြင်းနိုင်ငံတကာအဖွဲ့အစည်းများပြည်တွင်းနဲ့နယ်စပ်ဒေသကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်ခြင်းပြည်ပမှာစေကူတာမှုခံယူဖို့လိုအပ်တဲ့တပ်ဖွဲ့ဝင်တွေအတွက်ကူတာရေးစားတောက်နေထိုင်သွားလာရေးတို့ကိုပံ့ပိုးနိုင်ရန်အတွက်နယ်စပ်ဒေသကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၅ဖွဲ့ဖွဲ့စည်းဆောင်ရွက်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိပါတယ်မတန်ဆန်းတပ်ဖွဲ့ဝင်တွေအတွက်ခြေတုလက်တုတက်ဆင်ပေးခြင်းကိုဒေသလိုက်ဆောင်ရွက်နိုင်မှုအတွက်ပြည်လဲထူထောင်ရေးစင်တာ၄ခုဖွင့်လှစ်ဆောင်ရွက်လျက်ရှိသလို ဒေတာလိုက်လူမှုအခြေပြုအဖွဲ့အစည်းတွေနဲ့လည်းချိတ်ဆက်ဆောင်ရွက်နေပါတယ်။ဒဏ်ရာရဲဘော်တွေရဲ့ကုသမှုခြေထုလက်ထုတက်ဆင်မှုနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်လစဉ်ကြက်သိန်း1000မှ1500ခန့်ကိုပုံမှန်အသုံးပြုဆောင်ရွက်တဲ့ရှိပါတယ်။ဒါ့အပြင်ဒေါ်လာရင်းမှာမြင့်မြတ်စွာကြာဆုံးခဲ့ရတဲ့ရဲဘော်တွေရဲ့မိသားစုဝင်တွေကိုတာဝန်ယူစောင့်ရှောက်နိုင်ဖို့နဲ့ကိုလတ်အင်ကဆုံးလုပ်ခဲ့ရတဲ့ရဲဘော်တွေအတွက်တသက်စာလုံးတဘဝစာလုံးကျမ်းမာရေးပညာရေးအတတ်မွေးဝမ်းကြောင်းရေးတို့အတွက် တာဝန်ယူတာဝန်ခံနိုင်မှုလက်ရှိမြို့သားညီညွတ်ရေးအစိုးရသာမကအနာဂတ်မှာပေါ်ပေါက်လာတဲ့ Federal Democracy နိုင်ငံကပါတာဝန်ယူတာဝန်ခံနိုင်မှုဘူဟာရတွေကိုလည်းချမှတ်ဆောင်ရွက်နေပါတယ်။ဥပဒေတစ်ခုပြဋ္ဌာန်းနိုင်မှုကိုလည်းစီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ထိခိုက်ဒဏ်ရာရရဲဘော်တွေနဲ့တိုက်ပွဲဝင်ရဲဘော်တွေရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရမှုတွေကိုတတ်တရာရစေဖို့ကာကွယ်ရေးဝန်ကြီးဌာနမဟာဗျူဟာမြောက်ဆက်သွယ်ရေးနဲ့လူမှုဆက်ဆံရေးယူနစ် SCPR ယူနဲ့ ်ဒေါ်လာအမှုပညာရှင်တွေပူပေါင်းပြီးခွန်အားများအစီအစဉ်တစ်ခုကိုလည်းစီစဉ်ဆောင်ရွက်လျက်ရှိပါတယ်ကျမ၏ဝင်းကြီးဌာနလူသားချင်းစာနာထောက်ထားရေးနှင့်ဘေးရန်နှင့်ဆိုင်ရာစီမံခန့်ခွဲရေးဝင်းကြီးဌာနတို့နှင့်ပူးပေါင်းပြီးနှစ်သိမ့်ဆွေးနွေးပညာပေးရေးကိစ္စတွေကိုလည်းဆောင်ရွက်လျက်ရှိကြောင်းပြောကြားလိုပါတယ်။ရခိုင်မျိုးသားအဖွဲ့ချုပ် ULA မြင်းဆောင် AA နဲ့ချင်းညီနောင် CB မဟာမိတ်အဖွဲ့ခေါင်းဆောင်တွေပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာရခိုင်ပြည်နယ်မှာတွေ့ဆုံပြီး စည်ရေးပူပေါင်းဆောင်ရွက်မှုအပြင်နိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာမဟာမိတ်ဖြစ်ပါပူပေါင်းဆောင်ရွက်သွားဖို့ဆွေးနွေးဆုံးဖြတ်ခဲ့ကြတဲ့အပေါ်မြို့သားညီညွတ်ရေးဆိုရအနေနဲ့အထူးပဲတံမိုးထားချီးကျူးဂုဏ်ပြုလိုပါတယ်။တိုင်းသားညီနောင်တွေဖြစ်ကြတဲ့ရခိုင်နဲ့ချင်းပြည်သူတွေကြားတမိုင်းကြောင်းရကတ်တန့်ခံခဲ့ရတဲ့ဆက်ဆံရေးကိုအခုလိုတော်လှန်ရေးကာလမှာခိုင်မာတဲ့မဟာမိတ်ဖြစ်အခြေခံကြကြမျှော်မြင်ပြီးပူပေါင်းဆောင်ရွက်ကြတာဟာ Federal Democracy ပြည်တော်စုတည်ဆောက်ရေးအတွက်အလွန်အားတက်ဖွယ်ရာဖြစ်ပါတယ်။ အခုလိုပူပေါင်းဆောင်ရွက်မှုဟာစစ်အုပ်စုရဲ့တံပြန်ထိုးစစ်တွေကိုပူပေါင်းကာကွယ်တံပြန်နိုင်မှုအဓိကရည်ရာဖြစ်တယ်လို့တဦးနဲ့အတူအပြန်အလှန်လေးစားကူညီပြီးလူမျိုးနှစ်ခုလုံးရဲ့ကြီးပွားတိုးတက်ရေးကိုအကျိုးပြုမဲ့သဘောထားတွေကိုသိမြင်ရတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်းပြောကြားလိုပါတယ်။ဒီလိုမျိုးစစ်ရေးနိုင်ငံရေးစီးပွားရေးအလွှာပေါင်းစုံကနေရခိုင်နဲ့ချင်းညီနောင်များပူးပေါင်းဆောင်ရွက်မှုဟာတနင်္ဂနွေလုံးအတိုင်းအတာနဲ့ဒေါ်လာရေးရှင်ုံကိုမြင့်တင်ပေးမဲ့အရေးကြီးတဲ့သမိုင်းမှတ်တမ်းတစ်ခုဖြစ် မှတ်တမ်းတင်ရမှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်းပြည်သူ့နေဦးတော်လန်ရေးအမြဲဆုံးအောင်မြင်ပြီးတိုင်းနိုင်ငံလုံးဆက်အနာရှင်စနစ်လက်အောက်ကနေလွတ်မြောက်နိုင်ရေးအတွက်မဟာမိတ်တိုင်းသားတော်လန်ရေးအင်အားစုတွေအပါအဝင်တော်လန်ရေးအင်အားစုအားလုံးနဲ့စည်းလုံးညီညွတ်စွာဆက်လက်လက်တွဲတိုက်ပွဲဝင်နိုင်ရေးကိုအစဉ်တစိုက်အလေးထားလှုံ့ဆော်ရရှိကြောင်းဒီနေရာကနေထက်လောင်းပြောကြားရင်းအစီအစဉ်ကိုဒီကုန်းချုပ်လိုက်ပါတယ်။ရေးတော်ပုံမုတ်ချအောင်ရမည်